ဇလန်လီအစမှာတော့ရေဒီယိုအတန်လွှဲဌာနတစ်ခုမှာအလုံးလုံးနေတဲ့နာဘူရာဆိုတဲ့အမျိုးသမီးလေးစီကိုပါဆယ်တုတ်တစ်ထုပ်ရောက်လာတာနဲ့စဖွင့်ထားပါတယ်။အဲ့ဒီပါဆယ်တုတ်ထဲမှာတော့အနုပညာပြပွဲဖိတ်ကြားလာတစ်ခုပါရှိတာဖြစ်ပြီးဗီဒီယိုခွေတစ်ခုပါပါလာခဲ့ပါတယ်။ဒီပစ္စည်းတွေကိုမြင်လိုက်တာနဲ့ပဲဘိုရာတယောက်ကတော့ပေးပို့တဲ့သူကဘသူလဲဆိုတာကိုတန်းသိသွားလိုက်ပြီးလွန်ခဲ့တဲ့15နှစ်1996ခုနှစ်တုန်းက အထက်တန်းကျောင်းသူဘဝအမှတ်တရတွေကို ပြန်ပြောင်းပြီးတော့တတိယသွားပါတော့တယ်1996ခုနှစ်တုန်းကပေါ့ဗိုရာတယောက်ဟာစိုးမျိုးနဲ့ဝေးတဲ့မျိုးငယ်လေးတစ်ခုမှနေထိုင်တဲ့တာမန်ကျောင်းလူလေးတယောက်ပါပဲသူ့ရဲ့မိဘတွေကတော့ဗီဒီယိုအခွေငားတဲ့စာရင်းလေးဖွင့်ထားပါတယ်ဗိုရာမှာယွန်းတူလို့ခေါ်တဲ့အချစ်ဆုံးတငယ်ချင်းတယောက်လည်းရှိပါတယ်ယွန်းတူတယောက်ကတော့ချမ်းသာပေမဲ့ငယ်ငယ်ကလေးကနှလုံးရောဂါရှိတော့ခန္ဓာကိုယ်ကတိတ်မကျန်းမာရှာပါဘူးဒါကြောင့်ပဲတိုင်ကွန်ဒိုအဆင့်ရှိတဲ့ဗိုရာကပဲ သူ့တငယ်ချင်းယွန်းတူကိုအမြဲကာကွယ်စောင့်ရှောက်ပေးခဲ့တာပါဒီလိုနဲ့ဒီနေ့မှာတော့ယွန်းတူကနှလုံးခွဲစိတ်မှုလုပ်ဖို့အတွက်အမေရိကန်ကိုမတော်ခင်မှာပဲဗိုရာကိုလှုပ်ဝှက်ချက်တစ်ခုကိုပြောပြခဲ့ပါတယ်အဲ့ဒါကတော့သူ့အမေရဲ့အထယ်ဆိုင်တစ်ခုမှာတွေ့ခဲ့တဲ့ကျောင်းဝတ်စုံဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကိုမြင်မြင်ချင်းချင်းမိသွားတဲ့ဆိုတဲ့အကြောင်းပါပဲဒါကြောင့်ပဲယွန်းတူမရှိတုန်းမှာအဲ့ဒီကောင်လေးအကြောင်းကိုစုံစမ်းပေးဖို့အတွက်ဗိုရာကိုအကူအညီတောင်းခဲ့ပါတယ် ယွန်းလူထွက်သွားပြီးနောက်တနေ့မှာပဲဘိုရာတယောက်ဟာလည်းသူ့တငယ်ချင်းအတွက်မစ်ရှင်ကိုစပါတော့တယ်ဒီလိုနဲ့ပဲစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ယွန်းသူကြိုက်နေတဲ့ကောင်လေးရဲ့နာမည်ဟာဟွန်းကျင်ဖြစ်နေပါတယ်ဘိုရာကလည်းဟွန်းကျင်အကြောင်းကိုအကုန်လိုက်စုံစမ်းကြည့်လိုက်တဲ့အခါမှာဟွန်းကျင်တယောက်မှာတော့ဝမ်ဟိုးဆိုတဲ့တငယ်ချင်းတယောက်ရှိနေတာကိုပါသိသွားခဲ့ပါတယ်ဒါနဲ့ပဲဘိုရာတယောက်ကတော့ဟွန်းကျင်အကြောင်းကိုပိုသိရဖို့အတွက်သူတို့ရှိခဲ့တဲ့အကြောင်းအတန်လွင့်ကလပ်ကိုဝင်ဖို့စူးစမ်းရင်းနဲ့ပဲ ဝမ်ကျင်ရဲ့တငယ်ချင်းဝန်းဟုန်နဲ့ပါယင်းနီသွားခဲ့ပါတယ်ရဲစရာကောင်းတာလေးတစ်ခုကတော့ဝမ်ကျင်ရဲ့ဖုန်းနံပါတ်လွတ်ထင်ပြီးဖုန်းဆက်စားနောက်နေရင်းကနေတကယ်တမ်းဖုန်းကင်ခဲ့တာကတော့ဝမ်ဟိုပဲဖြစ်နေတာဒီလိုနဲ့ပဲဝမ်ဟိုတယောက်ကဗိုရာရဲ့အစီအစဉ်တွေကိုရိပ်မိသွားခဲ့ပြီးဝမ်ကျင်ရဲ့ဖုန်းနံပါတ်ကိုလိုချင်တော့သူ့ကိုဗီဒီယိုအခွေငားရမယ်ဆိုပြီးအပေးယူလုပ်ခဲ့ကြပါတယ်အဲဒီကနေစပြီးတော့ဗိုရာနဲ့ဝမ်ဟိုတို့နှစ်ယောက်သားကတော့တဖြည်းဖြည်းနဲ့ပုံမိုးရင်းနှီးလာခဲ့ကြပါတယ် ဘိုရာတယောက်ကတော့ဟွမ်းဂျင်အကြောင်းကိုစုံစမ်းနေတယ်ဆိုပေမဲ့တကယ်တူမကိုဂယူးဆိုင်ပြီးကူညီပေးနေတာကတော့ဝမ်ဟိုတယောက်ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်လေးကြာလာတာနဲ့အမျှဝမ်ဟိုဟာရိုးသားပြီးတွက်လက်တဲ့ဘိုရာကိုစိတ်ဝင်စားလာခဲ့တယ်လို့ပဲဘိုရာဟာလည်းဝမ်ဟိုရဲ့အပေါ်မှာတိုင်ရုံစင်တွေတွေ့လာခဲ့ပါတယ်။ကြောင်လီလာရဲ့ခရီးတစ်ခုမှာအရက်မူးပြီးတော့ဝမ်ဟိုကိုဖွင့်ပြောမိမလို့ဖြစ်ခဲ့တာတွေရုပ်ရှင်အတူတူကြည့်ပြီးအနမ်းပေးခဲ့တာတွေက သူတို့နှစ်ယောက်သားရဲ့ကြားကအချစ်ကိုပိုခိုင်မာစေခဲ့ပါတယ်။ဘိုရာတယောက်ကလည်းသူမချစ်မိနေတာကဝမ်းဟုပါဆိုတဲ့အကြောင်းယွမ်းတူစီကိုအီးမေးပို့ပြီးပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းဇလန်းကဒီမားတွေမပြီးသေးပါဘူး။ယောလူတယောက်ခွဲစိတ်မှုအောင်မြင်ပြီးကိုရီးယားကိုပြန်ရောက်လာတဲ့အခါမှာအမန်တရားတစ်ခုဟာပေါ်လာခဲ့ပါတော့တယ်။တကယ်တော့ယွမ်းတူမြင်မြင်ချင်းကြိုက်မိခဲ့တဲ့ကောင်လေးကတော့ဟွမ်ဂျင်မဟုတ်ပါဘူး။ဟွမ်ဂျင်ရဲ့ចောင်းဝတ်ဆောင်ကိုငွားဝတ်လာတဲ့ဝမ်ဟိုပဲဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာတော့ဘိုရာတယောက်ဘာလုပ်ရမှန်းမသိပဲဖြာများသွားခဲ့ပါတယ်။ကို့အချစ်ဆုံးတငယ်ချင်းကလည်းယောဂါကအခုမှတက်တာကစားသူချစ်နေတာကလည်းကိုချစ်နေတဲ့သူတယောက်တည်းဖြစ်နေတဲ့အခါမှာတော့ဘိုရာတယောက်အတွေးတွေများနေခဲ့ပြီးနောက်ဆုံးမှလည်းဘိုရာဟာသူ့ရဲ့တငယ်ချင်းအတွက်အချစ်ကိုစတဲ့ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ယွမ်းတူစီကိုပို့ထားခဲ့တဲ့သူမတစ်ချိန်လုံးကဝမ်ဟိုကိုချစ်မိနေပြီဆိုတဲ့အီးမေးလ်ကိုလည်းဖြတ်ပြစ်လိုက်ပြီးဝမ်ဟိုနဲ့တွေ့တဲ့အခါမှာလည်း သူမမှာဘာခံစားချက်မှမရှိတော့ဘူးလို့လိန်ပြောခဲ့ပြီးဝမ်ဟိုတယောက်ကိုညင်းလိုက်ခဲ့ပါတယ်ဒီလိုနဲ့ပဲဝမ်ဟိုခင်ဗျာမှာတော့အသေးတွေ꽌ခဲ့ပြီးနယူးဇီလန်ကိုရာပြန်မှုပြင်ဆင်ပါတော့တယ်ကံမကောင်းစွာနဲ့ပဲယွမ်သူတယောက်ကတော့အဖြစ်မှန်ကိုသိသွားခဲ့ပြီးတငယ်ချင်းနှစ်ယောက်ရဲ့အခြေရေးကိုမဖြတ်လိုတာကြောင့်ဘူရာကိုအမှန်တိုင်းဖွင့်ပြောဖို့တိုက်တွန်းခဲ့ပါတယ်ဒီလိုနဲ့ပဲဘူရာတယောက်ကတော့နယူးဇီလန်ကိုသွားမဲ့ဝမ်ဟိုရဲ့လေဆိပ်ကိုအပြေးလိုက်သွားခဲ့ပြီးဘူရာကသူမရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့ပါတယ် ဝိုင်ဟိုကလည်းသူ့ရဲ့ခံစားချက်တွေကိုပြန်လဲပွေမြခဲ့ပြီးမကြခင်မှာသူပြန်လာခဲ့ပါမယ်ဆိုတဲ့ကတိကိုပေးရင်းနဲ့ပဲနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတော့ရယ်ဝိုင်ဟိုတယောက်ကလည်းနယူးဇီလန်ကိုသူ့ရဲ့မိသားစုပြဿနာတစ်ခုကြောင့်သွားကိုသွားရမှာဖြစ်မှာမလို့ဖြစ်နေခဲ့ပါတယ်အဲ့ဒီအခါမှာတော့ဘိုရာနဲ့ဝိုင်ဟိုနှစ်ယောက်သားကတော့အီးမေးလ်အပြန်လန်ပို့အဆက်အသွယ်တွေလုပ်ခဲ့ကြပါတယ်ဒါပေမဲ့လည်း2009နှစ်ပြည့်ပြီးတော့တိတ်မကြခင်မှာပဲဝမ်ဟိုစီကအဆက်အသွယ်ဟာရုတ်တရက်ပြတ်တောက်သွားခဲ့ပါတယ် ဒါပေမဲ့နှစ်တည်းအကြာကြီးစောင်းခဲ့ပေမဲ့ဝိုင်းဟိုတယောက်ကတော့ပြန်မလာခဲ့ပါဘူး။သူမစီကိုလည်းစာရီပို့မလာခဲ့ပါဘူး။ဒီလိုနဲ့ပဲဇလန်လေးကလက်ရှိအချိန်ကိုပြန်ရောက်သွားခဲ့ပါရဲ့။ဘိုရာတယောက်ဟာအနုပညာပြပွဲကိုသွားကြည့်ရင်းနဲ့ဝိုင်းဟိုရဲ့ညီလေးဖြစ်တဲ့ဂျိုးဆက်နဲ့ဆုံတွေ့ခဲ့ပါရဲ့။အဲ့ဒီအခါမှညီလေးဂျိုးဆက်ပြောပြတာတွေကိုနားထောင်ရင်းနဲ့ဝိုင်းဟိုရဲ့အကြောင်းကိုသိသွားခဲ့ရပြီးဘိုရာတယောက်ရင်ကွဲမသက်ခံစားခဲ့ရပါရဲ့။ဝိုင်းဟိုဟာသူမကိုမေ့သွားတယ်လို့သူမထင်ခဲ့ပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ပဲနဲ့2000နဲ့တခုနှစ်မှာကတည်းကဝမ်ဟိုတယောက်ကွယ်လွန်သွားခဲ့ပြီဆိုတဲ့အမှန်တရားတခုကိုဘူရာသိရှိခဲ့လိုက်ရပါတယ်ဂျိုးဆက်ပေးခဲ့တဲ့ဗီဒီယိုကွေအဟောင်းလေးကိုဘူရာတယောက်ပြန်ကြည့်လိုက်တဲ့အခါမှာတော့ဝမ်ဟိုကဘူရာကိုခိုးရိုက်ထားတဲ့ပုံရိပ်ကလေးတွေဘူရာကိုဘလောက်ချစ်တဲ့အကြောင်းပြောထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုမြင်တွေ့ခဲ့ရပါတယ်နောက်ဆုံးဗီဒီယိုဖိုင်တစ်ခုထဲမှာလည်းဝမ်ဟိုကဘူရာစီကိုအမြန်ပြန်လာခြင်းကြောင်းပြောထားတာကိုကြည်ရင်းနဲ့ ဘိုရာတယောက်ဝမ်းနဲ့ပက်လက်ငိုကြွေးနေခဲ့ရပါတော့တယ်ဒီလိုနဲ့ပဲဇလန်းလေးကပြီးဆုံးလို့သွားခဲ့ပြီးဒီရုပ်ရှင်လေးကတော့ပထမအိုးဆုံးချစ်ခဲ့တဲ့အချစ်တငယ်ချင်းတွေဂျားရဲကဖြူစင်တဲ့တန်ရုံးစင်တွေနဲ့လူငယ်ဘဝရဲ့လွမ်းမောစရာအကြောင်းအရာတွေကိုပါရိုက်ပြထားတာဖြစ်ပြီးသိချရတဲ့ကောင်လေးနဲ့ကောင်မလေးရဲ့2000ခုနှစ်မတိုင်ခင်ကအချစ်ဇလန်းလေးတစ်ခုကိုပါရိုက်ပြထားတဲ့ဇလန်းကောင်လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဇလန်လေးကိုတင်ဆက်ပေးပြီးသွားပြီဆိုတော့မေဆီရိုအနေနဲ့လည်း channel လေးကို subscribe လုပ်ပေးခဲ့ပြီးဒီဇလန်လေးကိုနှစ်သက်သဘောကျရဲဆိုရင်တော့ like လေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်လည်းဘလို့ဇလန်ကောင်းတွေကိုတင်ဆက်ပေးရမလဲဆိုတာကို comment မှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးပဲနောက်ထပ် video တစ်ပုဒ်မှာပြန်လည်တွေ့ကြပါမယ်ဒါအေဂျင့်ရဲ့နေလေးတင်းတင်းကိုပိုင်ဆိုင်နိုင်ကြပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ